မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ30ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ်စခန်းသိမ်းတိုင်ပွဲတရင်ကတော့ချင်းပြည်နယ်ဟာခါမြို့အနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ကမ်တလန်စစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရာစစ်သား15ဦးတိတ်ဆုံးပြီးဗုံမှုအပါအဝင်၄ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများလည်းတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အော်တိုဘားလ28ရက်နေ့ကဟာခါမြို့အနီးဟာခါထန်တလန်လမ်းမှာရှိတဲ့ကမ်တလန်စစ်တပ်စခန်းကိုသိမ်းပိုက်ခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်သား15ဦးတိတ်ဆုံးပြီးဗုံမှုအပါအဝင်၄ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ဒါအပြင်အကြမ်းဖက်စစ်သားများအုံပြုတဲ့ MA1 အမျိုးအစားတပ်နက် ၅လက် MA2 အမျိုးအစားတနက်တလား MA3 အမျိုးအစားတနက်နှစ်လက် MA11 အမျိုးအစားတနက်တလားကြီပေါက်52ခုမိုင်းနဲ့ခရံများကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်၎င်းတိုက်ခိုက်မှုကို Chinland Defense Force ဟာခါနဲ့ Chin National Army တို့ကပူးပေါင်းက Operation Run အမည်နဲ့စစ်စင်ရေးတိုက်ပွဲဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် CDF ဟာခါအနေနဲ့အာနာရှင်စနစ်အမြင့်ပြတ်ချင်းမုံရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက်တော်လှန်ရေးအားစုများနဲ့ပူးပေါင်းပြီးတော့ဆက်လက်တိုက်ပွဲဖော်ဆောင်သွားမှာဖြစ်တဲ့အတွက်ပြည်သူလူထုကလည်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်မြစ်တာရက်ခံထားတယ်လို့သိရပါဗျ။လက်ရှိချင်းပြည်နယ်ဟာခါမြို့ပေါ်မှာရခိုင်ကတဲ့စစ်ကောင်စီကလုံခြုံရေးများတုံ့ပြန်ထားတယ်လို့သိရပါဗျ။ ဟာခါအနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းများမှာလည်းလေကြောင်းနဲ့စစ်အာဖြည့်တင်းခြင်းလက်နက်ခဲယမ်းများပုံမဖြည့်တင်းခြင်းများလှုပ်ဆောင်နေတယ်လို့သိရပါတယ်စစ်ကောင်စီကလက်လွတ်ဆုံးရှုံးမခံနိုင်တဲ့နေရာများမှာချင်းပြည်နယ်ကောင်စီအဖွဲ့တွေအခြေစိုက်ထားတယ်ဟာခါမျိုးနယ်မှာလည်းအပအဝင် ဖြစ်ကြောင်းနေပြည်တော်စီရင်သတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်စခန်းသိမ်းတိုက်ပွဲသတင်းကတော့ကရင်ပြည်နယ် KNU တပ်မဟာ9နယ်မြေဖာပေါ်မြို့နယ်အတွင်းမှာရှိတဲ့အင်အား120ထက်မနည်းရှိတဲ့စစ်ကောင်စီရဲ့ခေါပုတ်စခန်းကို KNL ဦးဆောင်တဲ့တော်လှန်ရေးတပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ KNL ဦးဆောင်တဲ့တော်လှန်ရေးတပ်များကဖာပေါ်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာတိုက်ပွဲများတောက်လျှောက်ဆိုးသလိုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနေ့ကအောက်တိုဘာလ29ရက်နေ့မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားထွက်ပြေးသွားတယ်လို့သိရပါတယ်။ဒီကနေ့မှာနယ်မြေရှင်းလင်းမှုများဆောင်ရွက်ရာမှာလက်နက် ဲ့ခဲယံအများပြားကိုတင်းစီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးသူများရှိခဲ့တယ်လို့သိရပါတယ်။ထွက်ပြေးသွားတာတွေလည်းရှိတယ်၊တေတာတွေလည်းရှိတယ်၊အရှင်မိတာတွေလည်းရှိတယ်။လက်နက်ခဲယံတွေရတာများတယ်လို့ကရင်စစ်ရေးတရင်အမိကပြောဆိုထားပါတယ်။ KNU တပ်မဟာ9နယ်မြေမှာစစ်ကောင်စီရဲ့ဖာပွန်ဘျူဟာတပ်စခန်းကြီးတစ်ခုသာအဓိကကျန်ရစ်တော့ပြီးတော့ကျန်တဲ့စခန်းများဟာစခန်းငယ်များဖြစ်တယ်လို့သိရပါတယ်။ဖာပွန်ဘျူဟာကိုတင်ပတ်ရရှိရင်ဖာပွန်မြို့နယ်တစ်ခုလုံးကိုထိန်းချုပ်နိုင်မှာဖြစ်တယ်လို့ကရင်စီရဲသတင်းအကြီးအကဲကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်ဟိုခိုကြီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတဲ့အတွက်စစ်တုံးပန်းဘုံမှုနေဝင်အပါအဝင်စစ်တုံးပန်း၄ဦးထပ်မံတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ30ရက်နေ့မနက်တန်းတားရီအချိန်မှာအကြမ်းဖက်စစ်ကောင်စီကစစ်တုံးပန်းများထားရှိရာအချုပ်ဆောင်ကိုထပ်မံပြီးတော့လေကြောင်းကနေတိုက်ခိုက်မှုလုံဆောင်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့်စစ်တုံးပန်းဘုံမှုတအုပ်အပါအဝင်၄ဦးတေဆုံးကထိခိုက်ဒဏ်ရာရရှိသူတအုပ်ရှိခဲ့တယ်လို့သိရပါဗါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသွားတဲ့စစ်တုံးပန်းများမှာ ဘလူးစစ်ကြောင်းကစစ်တုံမန်းများနဲ့အခြားစစ်တုံမန်းများဖြစ်တယ်လို့သိရပါတယ်။တေဆုံးသူများဟာစက္ကတနှင့်ခွနမိုင်ကဘုံမူးနေဝင်စက္ကတနှင့်တပိတ်ချင်းကတက်ချက်ကိုကိုအောင်မိထီလာအမြောက်တက်3.9ကတက်ချက်ကြီးဆေးရိပ်အောင်လွင်နဲ့ပြူစောတီဂျော်နီအောင်တို့ဖြစ်တယ်လို့သိရပါတယ်။ မနေ့ကလည်းအကြမ်းဖက်စစ်ကောင်စီကပုံမှန်ဖြစ်နေဖမ်းဆီးခံထားရတဲ့၎င်းတို့ရဲ့တပ်ဖွဲ့ဝင်များကိုပြစ်မှတ်ထားပြီးတော့လေကြောင်းကနေတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးတော့စစ်တုံမှ၈ဦးအပါအဝင်၁၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒီကနေ့နဲ့မနေ့ကနှစ်ရက်တာလေကြောင်းတိုက်ခိုက်မှုအတွင်းမှာသေဆုံးသူ၁၆ဦးအထိရှိလာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်မှာရိတ်ခါပြတ်နေတဲ့စေကောင်စီအုပ်စုကရိတ်ခါခိုးယူထွက်နိုင်မှုကြေးရွာတွေတဲကိုလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်ခိုင်းနေတာကြောင့်နေအိမ်တချို့မီးလောင်ပြီးတော့ဒေသခံတွေလည်းဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရိတ်ခါပြတ်တောက်နေတဲ့စေကောင်စီအုပ်စုတွေဟာကြေးရွာတွေတဲကိုဝင်ရောက်ပြီးတော့ရိတ်ခါယူနိုင်မှုအတွက်စစ်ကြောင်းထွက်ရမှာအခုလိုလေကြောင်းကနေပြစ်ကူတိုက်ခိုက်ပေးနေတာဖြစ်တယ်လို့ဆိုပါရယ်။မြိုင်နယ်လင်းကတော့နေမြေရဲစခန်းမှာရောက်ရှိနေတဲ့ရေစကြိုချိန်လင်တိုင်ရင်ခလိုက်ရ2-5ခေါ်စေကောင်စီအုပ်စုစ စ်ကြောင်းဟာအနီးနားကကြေးရွာတွေကိုအခုလိုမျိုးစစ်ကြောင်းထိုးပြီးတော့ရိတ်ခါခိုးယူနေတာဖြစ်တယ်လို့ အော်တိုဘားလာ30ရက်နေ့ဒီကနေ့မနက်ပိုင်းမှာလဲခြေရွာတွေတဲကိုရိတ်ခါခိုးယူဖို့စစ်ကြောင်းထွက်ရမှာလင်းကတော်ခြေရွာအနီးနားကခြေရွာတွေကိုလေးချောင်းကနေ MI 35နဲ့တနအီကန်ကြောင်ပစ်ခတ်နေခဲ့တာလို့ဒေသခံတအုပ်ကပြောပါတယ်ဆက်လက်ရော rocket တွေနဲ့ရောပစ်တာတွေပါတယ်ဘုံကျဲတာတွေရောပါတယ်6တောင်းရွာဘက်ကို5-6ချိန်လောက်ပြစ်သွားတယ်တခြားရွာတွေကိုလည်းပစ်ခတ်မှုတွေရှိတယ်ပြီးတော့လင်းကတော်ရဲ့တောင်ဘက်တွေကိုလည်းပစ်တယ်၆တောင်းရွာတွေကိုလည်းပြစ်တာနေအိမ်တွေလည်းမီးလောင်နေတယ်လို့ဒေသခံတအုပ်ကပြောပါတယ်ရိတ်ခါခိုးယူဖို့အတွက်မြေကျဉ်စစ်ကြောင်းထွက်လာတဲ့စစ်ကောင်စီအုပ်စုကို MI 35နဲ့ ဲ့လေချောင်းပြစ်ကူပေးပြီးတော့အနီးနားကချေးရွာတွေအပေါ်ဝဲပြန်နေသလိုမြေပြင်စစ်ကြောင်းကနေလဲ6တောင်းချေးရွာကနေအိမ်တွေကိုမိရှုပ်ဖျက်ဆီးနေတယ်လို့ဆိုပါတယ်မြောင်းနယ်တဝိုက်အော်တိုဘားလ30ရက်နေ့ဒီကနေ့မှာတော်လန်ရေးတပ်တွေရဲ့စီရေးလှုပ်ရှားမှုရှိနေတာကြောင့်ကြားဖြတ်တိုက်ခိုက်မခံရဘဲစစ်အုပ်စုစစ်ကြောင်းထွက်ပြီးတော့ရိတ်ခါခိုးယူနိုင်အောင်လေကြောင်းကနေပြစ်ကူပေးနေတာဖြစ်နိုင်တယ်လို့ ဒေတာကန်တရင်အေးမြေတွေကပြောဆိုထားပါရယ်လင်ကတော့နေမြေရဲစခန်းကိုတော်လိုက်တက်တွေကရိတ်ခါဖြတ်တောက်ထားတာကြောင့်ရိတ်ခါပြက်လက်နေတာဖြစ်ပြီးပြီးခဲ့တဲ့အော်တိုဘားလာ၁၈ရက်နေ့မှာရေစကြိုခလိုက်ရ၂၅ခွန်ကနေအင်အား၈၀ခန့်စစ်ကူရောက်ရှိလာပြီးတဲ့နောက်လင်ကတော့ချေးရွာအနီးကတဲကြီးမြောက်ရွာကိုစစ်ကြောင်းထိုးကနေအိမ်တွေကစံအိတ်၃၀ခန့်ကိုပြည်သူပိုင်ကားတစီးနဲ့ခိုးယူတဲဆောင်သွားတယ်လို့ဆိုပါရယ်အဲ့ဒီစစ်ကြောင်းဟာအနီးနာကချေးရွာတွေကိုနေ့စဉ်မှွေနောက်ခိုးယူဖျက်ဆီးနေတာကြောင့်တဲကြီးမြောက်ရွာတဲကြီးတောင်ရွာဥယျာဉ် 6တောင်းကျေးရွာနဲ့မယိုးကန်ကျေးရွာအပြင်အနီးနားမှာရှိတဲ့ကျေးရွာတွေကပြည်သူ3000ခန့်ဟာနေရပ်ကိုစွန့်ခွာပြီးတော့နီးစပ်ရာတောတိုက်တိမ်းမှာစစ်ဘေးတိမ်းရှောင်နေကြရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့အောင်မြေသာဇံမြို့နယ်အိုးဘုံအောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ပရိဒမင်းကောင်ရှာဖွေကယ်ဆယ်ရေးအသင်းယုံကိုအော်တိုဘားလ26ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီအုပ်စုကစီးနင်းပြီးတော့အသင်းဥက္ကဋ္ဌအပါအဝင်တသင်းလုံးကိုဖမ်းခေါ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ26ရက်နေ့ညနေပိုင်းမှာအရက်ဝတ်တွေနဲ့အိမ်စည်းကားတွေနဲ့လာတဲ့စစ်ကောင်စီအုပ်စုကပရိဒမင်းကောင်အသင်းယုံကိုစီးနင်းကရုံးမှာရှိတဲ့လူတွေအားလုံးကိုဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးတော့ဒီကနေ့အထိသတင်းထုတ်ပြန်တာမရှိသလိုဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာလည်းမသိရဘဲနဲ့အဆက်အသွယ်ပြတ် ောင်နေတယ်လို့ဆိုပါရယ်မန္တလေးကပရဟိတမင်းကောင်အတင်အော်တိုဘားလ26ရက်နေ့မှာတက်တင်းလုံးလာဖမ်းသွားတယ်ရုံးဆောင်အမျိုးသမီးတယောက်ပဲကြံခဲ့တယ်ဘာကြောင့်လဲဆိုတာတော့မသိရသေးဘူးလို့နီးစပ်သူတို့ကပြောပါရယ်ပရဟိတမင်းကောင်အတင်ဥက္ကဋ္ဌဦးခင်မောင်တဲ့အပါအဝင်အတင်းသားတချို့အဖမ်းခံရတာမှန်ပေမဲ့ဘယ်နှဦးဖမ်းခံရပြီးတော့ဘယ်ကိုခေါ်သွားလဲဆိုတာကိုတော့နောက်ဆက်တွဲမသိရသေးဘူးလို့ဆိုပါရယ်မန္တလေးမြို့အခြေစိုက်ပရဟိတမင်းကောင်အတင်းကိုအော်တိုဘားလ26ရက်နေ့မှာနယ်မြေခံရဲမပါပဲနဲ့အရက်ဝက်များနဲ့တက်တင်းလုံးလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါရယ် အသင်းဥက္ကဋ္ဌအပါဝင်နေပြည်တော်ကိုခေါ်ဆောင်သွားကြောင်းသိရပါတယ်ခေါ်ဆောင်စစ်ဆေးရတဲ့အကြောင်းရင်းဟာမန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကိုပို့တဲ့ပရိဟိတအသင်းဖြစ်တဲ့အတွက်ခေါ်ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်လိုက်ပို့တဲ့တခြားနယ်ကပရိဟိတအသင်းများကိုလည်းနေပြည်တော်အထိခေါ်ယူစစ်ဆေးနေကြောင်းသတင်းရရှိပါတယ်လို့မန္တလေးမြေပြင်ကင်းထောက် MDY Revolution ကဖော်ပြထားပါတယ် ောက်တိုဘာလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဒုတိယဥက္ကဋ္ဌဒေါက်တာဇော်မြင့်မောင်ရဲ့နာရေးကိုလိုက်ပါပို့ဆောင်မှုကြောင့်ဖမ်းဆီးခံရတာလို့သတင်းထွက်နေသလိုပြီးခဲ့တဲ့ရက်ပိုင်းကမန္တလေးမြို့ပရဟိတအသင်းတစ်ခုကအသင်းဝင်လူငယ်အမျိုးသားတအုပ်ကို PDF ထောက်ဖို့ဆိုတဲ့ဆက်ဆွဲချက်နဲ့စေကောင်းစီအုပ်စုကဖမ်းဆီးပြီးတဲ့နောက်အဲ့ဒီလူငယ်နဲ့ဆက်ဆက်နေတဲ့သူတွေကိုနောက်ဆက်တွဲဖမ်းဆီးရမှာပရဟိတမင်းကောင်အသီးဝင်တွေဖမ်းဆီးခံရတာဖြစ်တယ်လို့လဲသတင်းတွေထွက်နေကြောင်းနှိစက်သူတချို့ကပြောပါတယ် လက်ရှိမှာစေအုပ်စုကဖမ်းဆီးထားတဲ့ပရိုက်တာမင်းကောင်အတင်းသားတွေရဲ့ဖုန်းတွေကနေတဆင်ကြန့်ရှိနေတဲ့အတင်းသားတွေကိုစက်သွယ်တာတွေလည်းလုပ်နေတယ်လို့တင်ပြကြရကြောင်းမန္တလေးမြေပြင်ကင်းထောက် VOMDY ကဖော်ပြထားပါတယ်ပရိုက်တာမင်းကောင်ယုံကို စစ်ကောင်စီကခံမဲအင်အား20လောက်နဲ့တောက်စော်နာရေးပို့တယ်ဆိုပြီးသတင်းဖြန့်ကထောက်ပို့လုပ်တယ်ဆိုပြီးဆွဆွဲချက်နဲ့အတင်းဥက္ကဋ္ဌအပါအဝင်တတင်းလုံးနှီးပါးကိုဖမ်းဆီးခေါ်ဆောင်သွားပြီးတော့အတင်းယုံအဆောင်သဘောအနေနဲ့၄ရက်ဝင်းကျင်တာကြံခဲ့တယ်လို့သိရပါဗါးဒါအပြင်စစ်ကောင်စီကဖမ်းဆီးခေါ်ဆောင်သွားတဲ့အတင်းသားများရဲ့ဖုန်းများနဲ့ကြံရှိနေတဲ့လွတ်မြောက်နေတဲ့အတင်းသားများအားဖုန်းနဲ့ဆက်သွယ်နေကြောင်းသိရှိရတယ်လို့ VOMBY ကပြောဆိုထားပါရယ်မန္တလေးမြို့မှာစစ်ကောင်စီအုပ်စုနဲ့ပြူစောထီးတွေကြီးစိုးတောင်းကျမ်းနေပြီးတော့လမ်းပေါ်မှာဂိတ်ဖွင့်ကဖမ်းဆီးငွေညစ်တပ်ဖြတ်တာတွေအပါအဝင်မြို့ကန်တွေကိုအကြောင်းပြချက်မျိုးစုံနဲ့ဖမ်းဆီးတာငွေညစ်တာထောင်ချတာ တချို့ကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေကိုဇက်တိုက်ကျူးလွန်နေတာဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းရွှေဘုံမြို့နယ်မှာအကြမ်းဖက်စစ်တပ်နဲ့ရဲများကပြည်သူအယောက်30ထဲမင်းဲကိုဖမ်းဆီးပြီးတော့အမတ်၈စစ်အခြေခံလက်ကျင်ရေးတပ်စခတ၈မှာ ဖမ်းဆီးပြီးတော့ငွေညှစ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ28ရက်နေ့နဲ့28ရက်နေ့တွေမှာရွှေဘုံမြို့နယ်အတွင်းခရီးသွားပြည်သူများ၊နေကဈေးဝယ်လာသူများအလုသမားတချို့ကိုစစ်တပ်ကအကြောင်းပြချက်တစုံတရာမရှိဘဲနဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့ဖမ်းဆီးခံရတဲ့သူများကိုချိန်ချောက်ငွေညှစ်ကငွေပေးနိုင်တဲ့သူတွေကိုတော့ပြန်လွှတ်ပေးပြီးတော့ငွေမပေးနိုင်တဲ့သူများကိုတော့လေ့ကျင့်ရေးရှစ်တပ်အတွင်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကဖမ်းဆီးခံရသူပြည်သူအယောက်30ထက်မနည်းရှိနေပြီလို့သိရပါတယ်။ ခင်ဦးမြို့နယ်ထဏောင်းကိုင်းကြီးကျေးရွာကရင်မောင်းကိုလွှမ်းစိုးနဲ့ရင်ပိုင်ရှင်မခင်အေးဝင်းတို့ကိုလည်းစစ်တပ်က PDF ကိုအစအစာကုန်ပစ္စည်းများတည်ယူပို့ဆောင်ပေးတယ်ဆိုပြီးတော့ Toyota ဒိုင်နာကားနဲ့အတူဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါဗျ။လူတွေကိုလည်းဖမ်းထားတယ်၊ကားကိုလည်းယူသွားတယ်။ဖမ်းတာကပတ်ကင်းလှည့်ကင်းဆိုတော့နေရာစုံတောင်းစုံနေရာတွေမှာဖမ်းတာငွေပေးနိုင်တဲ့သူတွေကိုတော့ချက်ချင်းပြန်လွှတ်ပေးတယ်။မပေးနိုင်တဲ့သူတွေကိုလေ့ကျင့်ရေးရှစ်တက်ထဲကိုခေါ်သွားတာတက်ထဲမှာဖမ်းထားပြီးတော့ငွေဆက်ညှစ်နေတာ အကြောင်းပြချက်ကတော့သူတို့ဗဇက်ကထွက်ချင်ရထွက်စွဲချင်ရစွဲတဲ့ပုံမှန်တွေကိုရှောက်ပြောတာပဲ PDF ထောက်ပံ့တယ် PDF အားပေးတယ်ဆိုပြီးတော့ငွေမပေးနိုင်တော့အဲ့ဒါမျိုးတွေလုပ်နေတာလို့ဒေသနေပြည်သူတို့ကပြောဆိုထားပါတယ်စစ်တပ်ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရသူများမှာရွှေဘိုရေဦးလမ်းမပေါ်လဖိတ်ရေးဆိုင်ကအမျိုးသား၄ဦးစင်အင်းရွာကအမျိုးသား၃ဦးနဲ့ တင့်တယ်ရွာကပြည်သူ၄ဦးစောင်းတန်းရွာကပြည်သူ၂ဦးချီပါရွာကပြည်သူ၃ဦးစိတ်ခွန်ရွာကပြည်သူ၃ဦးဝက်လံမြို့နယ်ကအမျိုးသား၃ဦးနဲ့အခြားအမည်မသိရွာများကခီးသွွားပြည်သူအများအပြားဖမ်းဆီးခံလိုက်ရတယ်လို့သိရပါတယ်။ဒါအပြင်ရွှေဘုံမြို့မှာရှိတဲ့ CDM များကိုလည်းအလုတ်ပြောင်းဝင်လုကြရန်ရွှေဘုံမြို့နယ်အုပ်ချုပ်ရေးမှူးက PRP စီရင်နေတယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ကလည်း၎င်းတို့အထိုင်ချတဲ့ရွာမှာနေထိုင်တဲ့ CDM များကိုလည်း PRP ကအလုတ်တွေပြောင်းဝင်ခိုင်းနေမှုများရှိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ